ထိုင်းမြန်မာနေဆက်မင်းဆောင်မျိုးကိုရောက်ရှိနေတဲ့ကိုလဲအင်ကာမတန်ဆုံးသူတွေအတွက်အလို့အကန့်တွေစီစဉ်ပေးနေတယ်လို့လူမျိုးမြန်မာဖောင်ဒေးရှင်းစီကတရားပါတယ်။တီဗီပေးပို့ထားပါတယ်ရှင်။ဂျပန်နိုင်ငံကအဖွဲ့အစည်းတွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီးမင်းဆောင်မျိုးကိုရောက်ရှိနေတဲ့ကိုလဲအင်ကာမတန်ဆွမ်းသူအထူးသဖြင့်စစ်တမ်းကြောက်ဒဏ်ရာရရှိခဲ့သူတွေအတွက်အလို့ကန်ပေးနိုင်ဖို့ကြိုးပမ်းနေရလို့ညူးမြန်မာဖောင်ဒေးရှင်းတာဝန်ရှိသူတွေကပြောပါရတယ်။ အင်္ဂလိပ်စာအခြေခံရှိပြီးကွန်ပျူတာအခြေခံအဆင့်ကျွမ်းကျင်သူတွေကိုအချက်လက်စာရင်းသွင်းတဲ့အလုပ်ခေါ်ယူနေပြီးအလုပ်အတွက်လိုအပ်တဲ့ကွန်ပျူတာကိုလည်းအကျွေးစနစ်နဲ့ဝယ်ယူပေးမယ်လို့သိရပါဗျ။ရှောက်ထားသူတွေတဲကရွေးချယ်ခံရသူတွေဟာတင်နန်းနှစ်ပတ်ကနေလေးပတ်တက်ရမှာဖြစ်ပြီးတင်နန်းကာလနဲ့အလုပ်ဝင်ပြီးကာလမှာအမေရိကန်ဒေါ်လာ350ဝန်းကျင်ရရှိမှာဖြစ်တယ်လို့သိရပါဗျ။အလုပ်ချိန်မနက်9:00နာရီကနေညနေ6:00နာရီအထိတပတ်9ရက်လောက်ကြာရမှာဖြစ်ပြီး၃နှစ်အတွင်းလူပေါင်း300အထိခန့်အပ်သွားမယ်လို့ဆိုပါတယ်။ တန်ဆောင်းနေလို့ကြတော့သူတို့ကဒူးမယူမယ်လို့ပြောဝင်ပါလေကုန်းလို့ပြောနော်အဲ့အမျိုးတွေကြတော့ကျွန်တော်ကကြည့်ရတာပေါ့နော်တန်းနိုင်သွားတော့ကျွန်တော်တို့လုတ်ပေးတယ်သူကတော့လေးလမ်းတစ်ခုကတော့တွေ့လာပါပေါ့နော်ကျွန်တော်တို့တန်ဆောင်းနေကိုကုညီရဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေရှိတယ်ဒီဘဝကြီးဓမ္မတွေရှိရဆိုတော့သူနဲ့ဖြည့်ဆက်ပြီးတော့ပေါ့နော်သူကပရမအုပ်စုတင်ရတော့နှစ်ယောက်ပေါ့သူများသင်ချေခံရတယ်နောက်ပြီးတော့အင်္ဂလိပ်စာရင်းနဲ့ကျွန်တော်အလုပ်ဖြစ်အောင်ပြောနိုင်တယ်ဆိုရင်သူတို့ကျွန်တော်အလုပ်ကလေးတော့အဲ့အဲ့အရာလေးကျွန်တော်စတော့လုပ်နေတယ်ညမြန်မာဖောင်ဒေးရှင်းအနေနဲ့မတန်ဆွမ်းသူတွေအတွက်ထောက်ပံ့ကြေးပေးတာ နေစရာအကူအညီပေးရတဲ့စိတ်ပိုင်းဆိုင်ရာအကူအညီပေးရတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဂျပန်နိုင်ငံကအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့လည်းအလုတ်ကိုင်းဖန်တီးပေးတာတွေအပါအဝင်တခြားအကူအညီပေးမှုတွေကိုလည်းလှုပ်ဆောင်သွားမယ်လို့သိရပါဗျ။မဲဆောင်မြို့မှာအလုတ်ကိုင်းရှာပါတဲ့အတွက်တနေ့ကိုအလုတ်ချိန်၁၀နာရီဝန်းကျင်အထိရှိကြပြီးနေစားကတနေ့ဘက်နေရဝန်းကျင်ပဲရရှိကြတယ်လို့မဲဆောင်ရမြန်မာတွေကပြောပါဗျ။မဲဆောင်မြို့ကိုရောက်ရှိလာတဲ့တာမန်သူတွေတောင် အလုတ်ကိုင်းရရှိဖို့အခက်အခဲတွေကြုံနေရပြီးကိုလက်အင်ကမတန်ဆွမ်းသူတွေအတွက် အလောက်ကန်ရရှိရေးဟာလည်းစိန်ခေါ်မှုတရက်ဖြစ်နေတယ်လို့ဆိုပါရယ်။မတန်ဆွမ်းသူတွေအတွက်ပြင်ပကအလောက်လောက်ကန်ဖို့ခက်ခဲတာဖြစ်တဲ့အတွက်ကြောင့်အခုလိုအွန်လိုင်းကအလောက်လို့ရမှာဖြစ်တဲ့အတွက်နေထိုင်စားတောက်ရေးပို့ပြီးအဆင်ပြေလာမယ်လို့အလောက်ရရှိသူတယောက်ကပြောပါရယ်။ AI annotation labeling လို့ပါတော့ AI နဲ့ပတ်သက်တဲ့အားတွေကိုပဲဒီကနေ့လုပ်ပေးရတာပေါ့နော်။လက်ရှိကတော့အကြမ်းမြင်ရအောင်ပဲတရားတရားပေါ့နော်။ဒါမဲ့တနေ့လာနေ့ကြာမှာပဲကျွန်တော်တို့က training နှစ်ပတ်ဒါမှမဟုတ်သုံးပတ်ပေါ့နော်။အဲ့ဒါပြန်ဆောင်းမှာပဲလို့ဒီ days က ကြတော့လေ income ရှိရောလေနည်းနည်းတော့လေစိတ်သက်သာရရပါတယ်မြန်မာနိုင်ငံကလူဦးရေ6တန်းနီးပါးဟာမတန်ဆွမ်းသူတွေဖြစ်တယ်လို့2019ခုနှစ်ဂျားပြတ်သကောင်စင်းရအတည်ရပါတယ်ကျမဒေဝီပါ